အခုလည်းပဲသရဝါတွေဟာသာတိပဲစရာပဲဓာတိပဲမရဏပဲလို့ဆိုရင်ဝေဖွာရခြင်းဆင်းရဲဒုက္ခနာရခြင်းဆင်းရဲဒုက္ခသိရခြင်းဆင်းရဲဒုက္ခဩယံဩယခြင်းဆင်းရဲဒုက္ခနာရခြင်းဆင်းရဲဒုက္ခသိရခြင်းဆင်းရဲဒုက္ခလို့ဆိုရဲဒီတောင်ကြီးလေးလုံးဟာဘယ်တတ္တဝါကိုမှမလွတ်ရအောင်ချိတ်ချေလာနေတာမဟုတ်လားတဲ့ ဘယ်တတ္တဝါမှမလွတ်ရအောင်ချိတ်ချင်နေတာအဲ့လိုချိတ်ချင်လာနေလို့ရှင်လွတ်လန်းမရှိဘူးမဟုတ်လားဆိုတော့ဘယင်ကြီးကမမာတဲ့တဲ့အခုလိုဘေးရအန္တရာယ်ကြီးတွေကျုံးလာတဲ့အခါမှာဒီပြင်ဘေးရအန္တရာယ်တွေဆိုလို့ရှင်တပည့်တော်တို့ဟာစင်နေနဲ့ရင်ဆိုင်ပြီးတော့တောင်းခံတာမျိုးဟတ်တိယုတ်ထ စင်နေနဲ့တိုက်ပြီးတော့ဘေးရန်အန္တရာယ်ကိုလွန်မြောက်တခြားနိုင်ငံတွေကကျူးကျော်ပြီးတော့တိုက်ခိုက်လာမယ်ဆိုရင်ဟတ္ထိယုဒ္ဒလို့ခေါ်တယ်စင်နေနဲ့တိုက်တဲ့စစ်ပွဲကြီးကိုဆင်နွှဲပြီးတော့ဘေးရန်အန္တရာယ်တွေကိုတပြည့်တော့ကာကွယ်လို့ရတယ်တဲ့တခြားကိစ္စတွေဆိုရင်တခြားကိစ္စတွေမှာဆိုရင်အတ္တယုဒ္ဒလို့ဆိုတဲ့ညနေစီးပြီးတော့တိုက်ပွဲဝင်ပြီးတော့ကာကွယ်လို့လုပ်လို့ရတယ်လွတ်အောင်ရှောင်လို့ရတယ် တချို့ဘေးရန်နေမှာဆိုရင်ရထယုတ်တာလို့ခေါ်တယ်ယထာစီးပြီးတော့တိုက်ပွဲဝင်ပြီးတော့လွတ်အောင်သွားလို့ရတယ်တချို့ရန်သူတွေမှာဆိုလို့ရှိရင်လည်းပဋိကယုတ်တာချင်းလင်းစစ်တပ်နဲ့ရင်ဆိုင်တိုက်ပွဲဝင်ပြီးတော့လွတ်အောင်လွတ်လို့ရတယ်အဲ့ဒါလို့စိတ်အင်္ဂါ၄ပါးဆင်မြင်ယထာချင်းလီစစ်တပ်ဆိုတဲ့စိတ်အင်္ဂါ၄ပါးနဲ့ရင်ဆိုင်ပြီးတော့ တခြားဖေးရအန္တရာယ်တွေကိုရှောင်လို့တပည့်တော်လိုရပါလေတဲ့အဲ့ဒါတွေနဲ့လုံးလို့မရဘူးဆိုလို့ရှိရင်လေတပည့်တော်ရဲ့နန်းတော်မှာပညာရှိအမတ်ကြီးတွေအများကြီးရှိတယ်အဲ့ဒီပညာရှိအမတ်ကြီးတွေဒီပညာရှိအမတ်ကြီးတွေနဲ့တိုင်ပင်ပြီးတော့တိုင်ပင်ဆွေးနွေးပြီးတော့ဒီဘေးကအန္တရာယ်ကြီးကလွတ်အောင်ရှောင်တဲ့နည်းနဲ့တပည့်တော်လိုလွတ်အောင်ရှောင်လို့ရမန္တယုတ်တာ တိုင်ပင်ဆွေးနွေးပြီးတော့စစ်ပြင်းချင်းအေးရအောင်လုပ်မှာပေါ့ဒီလိုလုပ်လို့ရတယ်တဲ့အဲ့ဒါနဲ့မှမရဘူးဆိုလို့ရှိရင်တပိတော်တို့မှလီလန်းနေရှိသေးတယ်တပိတော်မှစုဆောင်းထားတဲ့တင်ထားတဲ့ရတနာရွှေတွေငွေတွေအများကြီးရှိတယ်မြေကြီးရဲ့မြုပ်ထားတာရှိတယ်ချိတ်ဆွဲထားတာတွေရှိတယ်အဲ့ဒီရတနာရွှေငွေတွေကိုအသုံးချပြီးတော့ရန်သူတွေကိုတစိုးလက်ဆောင်ပေးပြီးတော့လုပ်လို့လည်းရတယ် ။ဝေချေတနာနဲ့ခြေအေးအောင်လုပ်လို့ရ။အဲ့ဒီလိုမှမဟုတ်လို့ရှိရင်ရန်သူတွေအချင်းချင်း꽌သွားအောင်ဝေရောက်ပြီးတော့တတ်ချုပ်ပြီးတုံးနဲ့တုံးမတက်အောင်လုပ်တဲ့ဖေသာဥပယ်လို့ခေါ်တဲ့꽌အောင်ပြဲအောင်ဝေရောက်လောက်ကန်ခြင်းဖြင့်လည်းပဲဒီရန်ကြီးငိမ့်တော့အောင်တပည့်တော်လုပ်လို့ရတယ်လို့အခုလိုအရှင်မြတ်မိန့်ကြားတဲ့အတိုင်းအိုခြင်းစင်းရဲ၊နာခြင်းစင်းရဲ၊တည်ခြင်းစင်းရဲဆိုတဲ့ ဒီဘေးတွေရောက်လာပြီဆိုလို့ရှိရင်ကဆင်စီပြီးတိုက်ပွဲဝင်လို့လဲလမ်းမရှိဘူးတဲ့မြင်းစီပြီးတိုက်ပွဲဝင်ဖို့လဲလမ်းမရှိဘူးယထာစီပြီးတိုက်ပွဲဝင်ဖို့လဲနိုင်လမ်းမရှိဘူးချင်းလင်းစစ်တပ်ကြီးလွတ်ပြီးတော့တိုက်ပွဲဝင်ဖို့လဲနီးလမ်းမရှိဘူးပညာရှိမတ်ကြီးတွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့တည်ခြင်းတရားကလွတ်အောင်ဒီဘေးရန်တွေကလွတ်အောင် လုပ်ဖို့ဆိုတာလည်းနေလမ်းမရှိဘူးအင်္ဂါမဆိုးဝါးလာတဲ့တေခြင်းတရားကိုအဲအာပြိုကွဲသွားအောင်ဗေဒဥပေဆိုတဲ့နီးနဲ့လည်းပဲဖြိုခွဲပြရမယ်နေလမ်းမျိုးလည်းမရှိဘူးတပည့်တော်မှာချမ်းသာတဲ့မြတ်ပစ္စည်းဥစ္စာတွေပေးပြီးတော့အိုခြင်းစင်းရဲ၊နာခြင်းစင်းရဲ၊တေခြင်းစင်းရဲနဲ့မတွေ့အောင်ရှောင်လွဲဖို့ဆိုတာလည်း နီးလမ်းမရှိဘူးအဲ့ဒီတော့လှုပ်လို့ဖြစ်တာတော့တခုတည်းပဲကြွတင်ပြီးတော့ဘေးရန်အန္တရာယ်ကြီးရောက်မလာခင်ကြွတင်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖို့ပဲရှိတယ်လို့မြတ်စွာဘုရားကဒီလိုဆောက်မှန်လိုက်တာဘာဖြစ်လို့တော့ဆိုရင်အနိုင်တိုက်လို့လည်းမရဘူးထွက်ပြေးလို့လည်းမရအနိုင်တိုက်လို့လည်းမရထွက်ပြေးလို့လည်းမရဘူးဆိုတဲ့ဟာမှာ ရရဲ့ဝုံဝုံရင်ဆိုင်ပြီးတော့ဒီဘဝမှာဒီကုသကောင်းမှုတွေရနိုင်တယ်ဗျာလောက်ပြီးတော့တည်ခြင်းတရားနဲ့ရင်ဆိုင်ဖို့ပဲရှိတော့တယ်လို့ဒီလိုဆုံးလို့တာပေါ့နော်ရင်ဆိုင်ဖို့ပဲရှိတယ်အဲ့တော့လောကသားတွေကိုကြည့်မယ်ဆိုလို့ရှိရင်တခြားဘေးရန်အန္တရာယ်တွေကရှောင်လို့ရနိုင်တော့လဲအခုပြောတဲ့ ဘုရင်နာချင်းသိချင်းဆိုရယ်ဘေးကအန္တရာယ်တွေကရှောင်းလို့မှမရတာကိုရှောင်းပြီးတော့ထွက်သွားနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာတဝူတယောက်မှမရှိဘူးအားလုံးဟာသိချင်းတရားနဲ့နောက်ဆုံးရင်ဆိုင်သွားကြရတယ်သိချင်းတရားမှပဲအဆုံးသတ်ပြီးတော့သွားကြဘုရင်စီရယ်ဆိုတာဖြစ်လာပြီဆိုရင်ဘာကိုလူရဲ့သွားတာလုံးလို့ဆိုရင်နော် ဟုတ်ချင်းပြာကိုယ်စီရောက်လာလို့ရှိရင်ကိုယ်တဏ္ဍာမှာရှိတာဘာတွေကိုလူရဲ့ဖြစ်စည်းသွားတော့ဆိုလို့ရှိရင်နုပြုံမှုတွေကိုလူရဲ့ဖြစ်စည်းသွားအသက်40 50 60 80 80ဆိုတဲ့အသက်ကြီးအရွယ်ရောက်လာတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိတဲ့နုပြုံမှုတွေကိုဘယ်သူကနေပြီးတော့ဝင်ရောက်လူရဲ့ဖြစ်စည်းသွားတော့ဆိုဟိုချင်းပြာကဝင်ရောက်ဖြစ်စည်းသွားတာ သရဝိလုံပတိယုပတ္တပူချင်းတရားသည်မြုပ်ပြုံမှုကိုလူရဖြစ်စီသွားတယ်။ဒါကြောင့်မလို့အိုးလာပြီဆိုတဲ့အခါမှာရုပ်ရဆင်းရဲဖြစ်သွားကြတယ်။ငငယ်တော့အတည်းမတူဘူး။ငငယ်တော့ကမြုပ်ပြုံမှုတွေဟာတခုမှမကြံတော့ဘူး။အကုန်လုံးပျက်စီးသွားပြီ။ပေရီတွန့်လာတယ်။ကောင်းမော်ကဆွေနေဖြူကုန်တယ်။သွားတယ်ကြိုးကုန်တယ်။ ခါရီကိုင်းလာတယ်နားရီထိုင်းလာတယ်ခါရီကုန်းလာတယ်ဒီလိုတွေရုပ်ပြည့်ဆင်းပြည့်ဖြစ်သွားအောင်ဘယ်သူကနေလူရဲ့ဖြည့်ဆည်းသွားတော့ဆိုစရာဆိုတဲ့တရား လူရဲ့ဖြည့်ဆည်းသွားတာလေအဲ့တော့သူကတော့အချိန်တန်လူရဲ့ဖြည့်ဆည်းသွားမှာပဲသူလူရဲ့လို့မရတဲ့အရာကဘာလို့ဆိုရင်ကုသိုလ်ကောင်းမှုပဲရှိတယ်ကုသိုလ်ကောင်းမှုကတော့ဇရာတရားကဝင်ရောက်လူရဲ့ဖြည့်ဆည်းနိုင်ခြင်းမရှိဘူးတဲ့ ဒါကြောင့်မို့ကုသကောင်းမှုလုပ်ရုံမှာတပါတခြားဘာမှမရှိဘူးကြွတင်ကောင်းမှုကြိုးစားပြုလို့ဆိုတာယခုပင်လည်းမအိုခင်ကကြွတင်ကောင်းမှုကြိုးစားပြုလို့တိပိဋကတရမင်းကိုဆရာတော်ကြီးကအဝေကကာထာတွေရေးအဝေကသင်္ကာကြီးကိုရေးထားနော်ကြွတင်ကောင်းမှုပဲလုပ်ဖို့ရှိတယ်တခြားဘာမှလုပ်เสียမရှိဘူးလုပ်လို့လည်းမရဘူး ရင်ဆိုင်ဖို့လည်းမကြိုးစားနဲ့ဖက်ပြေးဖို့လည်းမကြိုးစားနဲ့ဖက်ပြေးဆိုင်လည်းအားမရှိဘူးမိမိပဲရှုံးမှာပဲရှုံးမဲ့တူတူအရှုံးမရှိတဲ့ဟာတခုကိုရွေးချယ်ပြီးတော့လုပ်ရမယ်ဒီလိုဆိုတာအရှုံးမရှိတဲ့ဟာကိုယ်တဏ္ဍာမှာကုသိုလ်တရားတွေဖြစ်ပေါ်အောင်ကြိုးစားဖို့ပဲရှိတယ်ပေါ့နာခြင်းဆင်းရဲဆိုရင်ဖြာတိတရားက လူတွေရဲ့တဏ္ဍာမှာရှိတဲ့ချက်မှမှုဆိုတာတွေကိုလူရဲ့ဖြည့်ဆည်းပြီးတော့သွားအေးဗျာဒီဆိုတဲ့ဖြန်းတာမှုပေါ်လာလိုက်တာနဲ့တပြိုင်နက်အသက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေလူပြိုကျမ်းမာနေတဲ့အနေအထားတစ်ခုတွေကိုလူရဲ့ဖြည့်ဆည်းသွားတာပဲဗျာဒီတရားနှိပ်စက်သွားလို့ရှင်လူဟာပုံပြက်ပန်းပြက်ဖြစ်ပြီးတော့နောက်ဆုံးမှပုံကျသွားတယ် ယောဂါတွေဖြစ်လာပြီဆိုလို့ရှိရင်မအိုပင်မအိုသေးတဲ့အရွယ်ပင်ဖြစ်တော့လေယောဂါဖြစ်လာပြီဆိုလို့ရှိရင်ယောဂါရဲ့နှိမ့်ဆက်မှုကြောင့်သရံကဖြစ်စည်းလိုက်လို့အိုမင်းရင်းရောသွားတဲ့တရံမျိုးပဲဗျာတိကသိဆက်ပြီးတော့လူရဲ့ဖြစ်စည်းလိုက်ပြီဆိုလို့ရှိရင်ဘုံဘုံလဲသွားတာပဲဘုံဘုံလဲသွားဒီကလုံးပိန်ချုံးပြီးတော့လူရုပ်မပေါ်လောက်အောင် ဖြာရီတရားရဲ့နှိမ့်ဆက်မှုကိုခံရတဲ့အခါမှာလေလူတွေဟာရုပ်ပြက်ဆင်းပြက်ဖြစ်ပြီးနောက်ဆုံးဖြာရီတရားကိုမလွန်ဆန်နိုင်ကြဘူးတဲ့ဘလောက်ကောင်းတဲ့ဆေးဝါးတွေနဲ့ခုခုနောက်ဆုံးကြလို့ရှင်တော့ဖြာရီတရားရဲ့လက်ချက်အတိုင်းပဲဘဝကြီးတစ်ခုကိုဆုံးသက်သွားကြရတယ်ဖြာရီတရားကမဖြည့်ဆည်းနိုင်တာတော့ပါလဲလို့ဆိုရင်ကုသတရားပဲရှိတယ် မိမိလှုပ်ထားတဲ့ကုသိုလ်တရားကိုတော့ဇာတိတရားကရုပ်ပြည့်စင်ပြည့်ဖြစ်သွားအောင်ပျက်စီးသွားအောင်မပျက်စီးနိုင်ဘူးဒါကြောင့်မို့ကျွတင်ပြီးတော့ကောင်းမှုတွေကိုပြုကြရအောင်မအိုကေမနာကေကကျွတင်ကောင်းမှုကြိုးစားပြုပါမယ်ဒီလိုဆိုတေခြင်းတရားဆိုတာကလူတဏ္ဍာမှာရှိတာဝင်ရောက်ပြီးတော့ဘာကိုလူရဲ့ဖြည့်စီးသွားတယ်လို့ဆိုလူတွေရဲ့ဇီဝိတာဆိုတဲ့အသက်ကိုလူရဲ့ဖြည့်စီးသွားတယ် ชีวิตဆိုတာလေးအလုခံလိုက်ရပြီနော်အသက်ဆိုတာလေးကိုအလုခံလိုက်ရပြီဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်ကြီးမှာဘာတွေဖြစ်လာတဖြည်းဖြည်းခန္ဓာကိုယ်ကကိုယ်မွေးတွေပျောက်သွားကိုယ်မွေးတွေပျောက်သွားပြီးတော့အေးဆက်သွားပြီးနောက်ဆုံးမှာလည်းရဲ့၃ရက်ရလာပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ကဖူးဖူးယောင်ယောင်ဖြစ်လာဒီတိုင်းထားမယ်ဆိုရင် ပုတ်ပွားပြီးတော့အညိုခွက်တွေအညိုခွက်တွေနဲ့လမ်းအဲ့ဒီပုတ်ပွားမှုတွေကနေအက်ကွဲပြီးတော့ပြည်တွေယိုကျလာမယ်လောက်တွေထွက်လာမယ်ဆိုတဲ့အနေအထားမျိုးတွေဟာခန္ဓာကိုယ်ကြီးမှဒီလိုဖြစ်လာတယ်အဲ့ဒါဘာဖြစ်လို့တော့ဆိုတေချင်းတရားကအသက်ဇီဝိတကိုလူရဲ့ဖြက်စီးလိုက်လို့ဒီဇီဝိတလေးရှိနေတဲ့များတော့သူကထိမ့်ပေးထားတယ် ထိမ့်ပေးထားတဲ့အတွက်ကြောင့်လူရဲ့ခန္ဓာကိုယ်ကြီးဟာကိုယ်ပွေတွေရှိနေတယ်။အသိစိတ်တွေရှိနေတယ်။ကိုယ်ပွေနဲ့အသိစိတ်ဇီဝိတရှိနေသည့်အတွက်ကြောင့်ယောဂဖြစ်လို့ပျက်စီးရတော့လည်းပဲပုတ်တိုးလာတဲ့အနေအထားမျိုးမရောက်ဘူး။အသက်ရှိနေသေးလို့ရှိရင်ပုတ်တိုးသွားတဲ့အနေအထားမျိုးမရောက်အောင်ဇီဝိတကထိမ့်ပေးထားတယ်။အဲဇီဝိတမရှိဘူးဆိုလို့ရှိရင် ပို့ပြီးတော့ရုပ်ရက်ဆင်းရဲဖြစ်သွားတယ်။စရာတရားကအလှပတွေငယ်ရွယ်လူပြုံမှုတွေကိုဝင်ရောက်လူရဲ့ဖြစ်စည်းသွားတယ်။ဖြာရီတရားကကျမ်းမာမှုတွေကိုဝင်ရောက်ဖြစ်စည်းသွားတယ်။မရဏတရားကဇီဝိတဆိုတာကိုဝင်ရောက်ဖြစ်စည်းသွားတယ်။နောက်ဆုံးမှာဇီဝိတမရှိဘူးဆိုရင်ဒီရုပ်အလောင်းကြီးဟာပြည့်လျက်ရတဲ့အနေထားမျိုးရောက်သွားတယ်။ဒီလိုဆိုတာပေါ့။ အဲ့တော့သူတို့ကမနှိမ့်ဆက်နိုင်တာတော့ပါလဲလို့ဆိုရင်ကုသိုလ်ကောင်းမှုပဲဖြစ်တယ်ကုသိုလ်ကောင်းမှုကလွဲပြီးတော့ဘယ်ဟာပဲဖြစ်ဖြစ်သူတို့ကဖြည့်ဆည်းသွားနိုင်တယ်ဒါတွေကိုအလေးနဲ့ရှင်ရှင်စဉ်းစားလို့တန်ဝေကတရားဖြစ်ပွားဖို့မြတ်စွာဘုရားကဒီတုတ်တန်တရားနဲ့ဒီပရိနိရိကောသလမင်းကြီးကိုခေါ်ကြခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားဟောတဲ့ တရားသာသာရဲ့အဓိပ္ပာယ်ကလည်းပဲဒီအဓိပ္ပာယ်ဆိုလိုတာအဲ့ဒီမှာမြတ်စွာဘုရားကခန္ဓာမင်းကြီးကိုဆုံးမတယ်ယထာပိတေလဝိပုလာနဗံအာဟိစပပတာကောင်းဝင်ကြီးကြည့်အောင်မြင်ပါတဲ့ဟောအဗဒံကြီးမားကျယ်ပြပြီးကောင်းဝင်ကြည့်အောင်မြင်ပါနေတဲ့တောင်ကြီးတွေဟာ တမန္တာနုပရိယာယေနိဗ္ဗောထင်တာစတုဋ္ဌိတာပဝေချင်းကနေပြီးတော့လိတ်ပြီးတော့လာတယ်ကောင်းရင်တိအောင်မြင့်တဲ့တောင်ကြီးတွေဟာရမျက်နှာ၄ခုကနေပြီးတော့ဒီအတွင်းမှာရှိတဲ့တရားတွေအားလုံးကိုစိတ်ချေပြီးတော့ချိန်မုံပြီးတော့အရာ၄မျက်နှာဘက်ကနေပြီးတော့အတွင်းဘက်ကိုလိတ်လာနေကြတယ် အရှိကတောင်ကြီးတလုံးတောင်ဘက်ကတောင်ကြီးတလုံးအနောက်ဘက်ကတောင်ကြီးတလုံးမြောက်ဘက်ကတောင်ကြီးတလုံးပတ်ဝန်းကျင်ကနေပြီးတော့တောင်ကြီးတွေဟာရွေ့လာနေကြအားလုံးကိုချိတ်ချေပြီးတော့မိုးချုံတန်လို့ဟိတ်ပြီးတော့တောင်ကြီးတွေဟာတကြိမ်ကြိမ်နဲ့လိတ်ပြီးတော့လားနေတယ်လို့ပါပဲတဲ့အေဝံသရာသမစ္ဆုသအဓိဝဋ္ဌံတိပါဠိနေခုတိုင်းပဲတဲ့ ကိုချင်းတရားနာချင်းတရားသိချင်းတရားဆိုရက်ဒီဘေးရန်ကြီးတွေဟာလည်းပဲသတ္တဝါတွေကိုလွန်မှုပြီးဒုက္ခပေးဖို့လာနေကြတယ်လူတိုင်းလူတိုင်းမှာကိုချင်းတရားဆိုတာရောက်လာတယ်နာချင်းတရားဆိုတာလည်းရောက်လာတယ်သိချင်းတရားဆိုတာလည်းရောက်လာမယ်တောင်ကြီးတွေလိမ့်လာနေတယ်လို့ပဲကိုချင်းနာချင်းသိချင်းဆိုတာတွေဟာသတ္တဝါတွေကိုနှိပ်စက်ဖို့ သွမ်းမိုးပြီးတော့လာနေကြတယ်လို့ဒီလိုပြောတာနော်လူတိုင်းလူတိုင်းရဲ့ခန္ဓာကိုယ်ရထားတဲ့ခန္ဓာကိုယ်ဟာကိုချင်းဆင်းရဲနဲ့မကင်းဘူးနာချင်းဆင်းရဲနဲ့မကင်းဘူးသိချင်းဆင်းရဲနဲ့မကင်းဘူးမကင်းသည့်အတွက်ကြောင့်သတ္တဝါတွေကိုနှိပ်စက်ဖို့ဆိုပြီးတော့လာနေတဲ့အနေအထားမျိုးရှိတယ်သက်စွာဗျာဒီလိုဟောတာအဲ့ဒီလာနေတဲ့ကိုချင်းနာချင်းသိချင်းဆိုတဲ့ဒီဘေးစိုးတွေဟာ ခတ္တိယေဖြမနေဝိတ္တေတုတ်တိစန္ဒာလပုဂ္ဂုတိအစင်တမ်းမြင့်တဲ့မင်းမျိုးရာဇာတွေကိုလည်းချိန်မုံလိုက်တယ်ဘယ်သူမှမကြောက်ဘူးမင်းမျိုးရာဇာဆိုပြီးတော့လက်လျှော့ပြီးတော့သွားတယ်လို့မရှိဘူးဗြမဏဆိုတဲ့အမျိုးတွေကိုလည်းပဲချိန်မုံပစ်တယ်ဝိတ္တဆိုတဲ့ကုန်တယ်မျိုးရိုးတွေကိုလည်းချိန်မုံပစ်တယ်တုဒ္ဒါလို့ခေါ်တဲ့ အမျိုးမျိုးသောလုပ်ငန်းကိစ္စတွေနဲ့လောက်ကစားသောက်ရတဲ့ပုဂ္ဂိုလ်တွေစန္ဒလပုဂ္ဂိုလ်တွေရှေးခေတ်တုန်းကတော့သူများရဲ့အညစ်အကြေးတွေတုတ်တင်ရှင်းလင်းကြရတဲ့ဆက်မျိုးဆိုတာရှိစန္ဒလမျိုးပန်းမိုက်သုံးမျိုးဆိုတဲ့အဲ့ဒီလိုအမျိုးအစားတွေကိုလည်းမချန်ဘူးတဲ့ဆိုလိုတာကအောက်တန်းစားကနေအချက်တန်းစားထိအောင်ဘယ်သူ့ကိုမှချမ်းချဘူး အာလုံးသောတတ္တဝါတွေကိုလွှမ်းမိုးချုပ်ကန်ဖြည့်ဆည်းပြီးတော့နေတယ်။နတ်ကိဉ္စီပြိဝိဇေတိသဗ္ဗမေဝါဖိမတ္တတိ။လောကလူသားတွေအခုကမ္ဘာမှာတန်ပေါင်း6000ညော9000ရှိတဲ့လူသားတွေဘယ်လူတယောက်ကိုမှခြံထားခဲ့မှာမဟုတ်ဘူး။အချိန်တန်လို့ရှိရင်သူ့အချိန်နဲ့သူချိန်မုံးပြီးတော့သွားမှာပဲတဲ့။ နဂိစိပြိဝေစီတိတယောက်ကိုမှခြံထားဘူးတပ္ပမေဝါဖိမတတိအလုံးကိုပဲချိန်မုံပြပါပစ္စပန်ကလာမှာကြုံရရတဲ့အခါလေးမှာအေးသူသားသမီးမှသေးတယ်ငါသားသမီးမှသေးတယ်ငါအမေငါအဖေမှသေးတယ်ငါအဖိုးငါအဖွားမှသေးတယ်လို့ဒီလိုချိန်ရရပေမဲ့လို့တကယ်တော့နဂိစိပြိဝေစီတိတဲ့ဘယ်သူမှခြံမှာမဟုတ်ဘူးတပ္ပမေဝါဖိမတတိ အလုံးကိုလွှမ်းမိုးဖြည့်ဆည်းပြီးတော့သွားမှာပဲလို့မြတ်စွာဘုရားကဒီလိုဟောတယ်။ဒါဖြင့်ကောင်းပြီ။အဲ့တော့သတ္တဝါတွေအလုံးကိုအနိုင်ကျင့်နေတာဆိုလို့ရှိရင်တော်လှန်လို့ရမလား။စစ်မဲ့ပွားပြီးတော့ခုခံတိုက်ခိုက်လို့ရမလားလို့ဆိုမြတ်စွာဘုရားဟောတယ်။နတ္တထဟဋ္ဌိနံဘူမိဆင်းနဲ့တိုက်เสียရမရှိဘူးတဲ့။ စင်တက်ကိုတုံးပြပြီးတော့တော်လန်မှုခွင့်လန်လဲရှိဘူးတဲ့နရထာနန္ဒပတိယယထာနဲ့ယထာစီပြီးတိုက်ဖို့အခွင့်လန်ဆိုတာလည်းမရှိဘူးခြေလင်စစ်တက်နဲ့တိုက်ဖို့အခွင့်လန်လည်းမရှိဘူးဒါကရှေးခေတ်တုန်းကစစ်တက်ဖွဲ့စည်းမှုကစင်တက်မြင်တက်ယထာတက်ခြေလီစစ်တက်ဆိုစိတ်အင်္ဂါ၄ပါးအဲ့ဒီခေတ်ကခွဲတဲ့နည်းခဏိခေတ်မှာတော့ဒီလိုမဟုတ်ဘူး ထုံးပြန်တတ်တို့တံကြကတတ်တို့လေတတ်တို့ရေတတ်တို့ ਨੇ အခုခေတ်တော့ပို့ပြီးတော့ကျယ်ပြန့်ပြီးစွန့်ရတတ်တွေပို့ထက်လာအဲ့ဒီပို့ထက်လာတဲ့ဒီတတ်တွေ ਨੇ ရောချိန်မုံလို့ရလားဆိုမြတ်ဟုတ်နော်မရိတ်တဆိုတဲ့ပင်လေတဲ့ကရေချောင်းမှာကြီးစိုးထားနိုင်တဲ့ ကောင်းကင်ကလေမြန်ကြီးတွေဆင်းသက်နိုင်တဲ့ရေတက်ကြီးကိုပိုင်ဆိုင်လို့အဲ့ဒီရေတက်ကြီးကိုတုံးချပြီးတော့တိုက်မယ်ဆိုလို့လည်းမရဒုံးပြန်နဲ့ပြင်မယ်ဆိုလည်းမရနိုင်ဘူးလေဒီလိုဆိုလိုတာပေါ့အဲ့တော့မြတ်စွာဘုရားလက်ထက်တော်ကတော့ဆင်တက်မြင့်တက်ရထတာဒီလောက်ပဲရှိတာဆိုတော့အဲ့ဒီစကားနဲ့ပြောတာပေါ့ခဏိခေဆိုလို့ရှိရင်ဒီတဲ့စိတ်အံ့အားကြီးမားတဲ့လက်နဲ့ကောင်းနေနဲ့တိုက်ရင်ရောရမလားလို့ဆိုမရဘူးတဲ့နော် ဲ့ဒါကိုပြောတာနောက်ဆုံးမှာနတ်စမန္တယုတ်ထေနတက်ကစေတုံဒဏိနဝါတိုင်ပင်ဆွင်တွေးချီအေးလို့လည်းမရဘယ်လိုနီးလန့်နဲ့မှလုံးလို့မရဘူးပစ္စည်းဥစ္စာပေးပြီးတော့ချေအေးလို့လည်းမရဘူးဘယ်နည်းနဲ့မှသိချင်းတရားဆိုတာကိုရင်ဆိုင်တက်ခိုက်လို့မရဘူးအဲ့တော့မရနိုင်မဲ့တူတူဘာလို့သူ့ကိုတော်လှန်ဖို့အကျိုးစားနဲ့တော့ မရနိုင်ဘူးဆိုတော့ရနိုင်တာကိုလုပ်ဖို့ရည်စွာများကြည်သိခြင်း၊အိုခြင်း၊နာခြင်း၊သိခြင်းဆိုတဲ့ဒီတဘာဝဘေးရန်ကြီးတွေကိုတွန်းလှန်မှုမရနိုင်ဘူးဆိုလို့ရှိရင်မကြိုးစားနဲ့ကြိုးစားရမှာဘာတော့ဆိုကြိုးစားဖို့ကြတတမဟိပန္တိတော်ပေါ်တော်သံပတ္တံအထမတ္တနောစေနာမြန်ရှိတဲ့ပုဂ္ဂိုလ်ကိုကြိုးကိုစီပွားကို ရှုမြင်တတ်တဲ့ပုဂ္ဂိုလ်ဘာလို့ရင်ကောင်းမယ်ငါ့အတွက်ဘာတွေအကျိုးရှိနိုင်တယ်လို့အသိပညာနဲ့ဆင်ញင်စဉ်းစားနိုင်တဲ့ပုဂ္ဂိုလ်တွေဟာဘာလို့ရမလဲဆိုတော့ဗုဒ္ဓေဓမ္မေသတံေသဓီရောတတ္ထံနိဝေတယေဘုရားပေါ်မှာယုံကြည်မှုတရားပေါ်မှာယုံကြည်မှုတန်ခါပေါ်မှာယုံကြည်မှုဆိုတဲ့သရတရားကို အခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေပဲလုပ်ပါလို့ဒါလို့ဆိုရမယ်အဲ့တော့ဘုရားပေါ်မှာယုံကြည်မှုတရားပေါ်မှာယုံကြည်မှုတန်ခါပေါ်မှာယုံကြည်မှုဆိုတဲ့ဒီတရားတရားဖြစ်လာတာဟာအိုခြင်းစင်ရဲ့နာခြင်းစင်ရဲ့သိခြင်းစင်ရဲ့ဆိုတာတွေကိုရင်ဆိုင်တိုက်ခါမဟုတ်ဘူးကြံ့ကြံ့ခိုင်ခိုင်ရင်ဆိုင်နိုင်ဖို့ကြံ့ကြံ့ခိုင်ခိုင်ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်တဲ့စွမ်းအားတတိတွေကိုရရှိမှာဖြစ်တယ်နော် ချက်ညံခံရင်ဆိုင်တိုင်မှုသွမ်းအတ္တတိတွေရရုံပြမကရင်ဆိုင်ပြီးတဲ့အခါမှာလည်းပဲကောင်းရတုတိဘုံကိုရောက်ပြီးနောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာတိအောင်လုံးဝတည်ခြင်းတင်မင်းကြရရဲ့တင်မင်းရဲ့မမြင်ရနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လို့ဒါကြောင့်မို့ဗုဒ္ဓေတံမေသတံငေသဓီရောတ္တံနိဝိတိယကိုလုံးဝမဲ့တာဝန်ကတော့ဖះပေါ်မှာနိနိကာကယုံကြည်တဲ့သလား တရားပေါ်မှာနိနိကာကယုံကြည်တဲ့သရာတန်ခါပေါ်မှာနိနိကာယုံကြည်တဲ့သရာကိုခိုင်ခိုင်မာမာတိဆောက်ပါတဲ့။ဘာဖြစ်လို့တိဆောက်ရလဲ။ဘုရားပေါ်မှာယုံကြည်မှုဆိုတာရှိမှဘုရားလမ်းညွှန်တဲ့အတိုင်းလိုက်ပါမယ်လေ။တရားပေါ်မှာယုံကြည်မှုရှိမှဒီတရားကိုကျင့်သုံးမှဖြစ်တယ်။တန်ခါရီပေါ်မှာယုံကြည်မှုရှိမှကုသိုလ်တရားကိုပြုလုပ်အထောက်မှဖြစ်တယ်။အရေးကြီးတဲ့ဘုရားရဲ့အဆုံးအမ အရေးကြီးတဲ့ရှင်းသုံးရမယ့်တရားအရေးကြီးတဲ့ကုသိုလ်ကောင်းမှုဆိုတာဖရာတရားတန်ခါပေါ်မှာယုံကြည်မှုဆိုတဲ့တရားတရားရှိမှဖြစ်နိုင်တာဒါကြောင့်မို့ဒီတရားတရားကိုခိုင်ခိုင်မာမာဖြစ်အောင်တည်ဆောက်ပါလို့ဒါလို့ဆိုတာပေါ့နော်အဲ့ဒါလို့တည်ဆောက်ရမယ်အဲ့ဒါလို့တည်ဆောက်လိုက်တဲ့အခါကျတော့ဘာဖြစ်တယ်လို့ဆိုယောဓမ္မံသရတိကာယေနဝါစာယဥဒ္ဒစေတသာ တရားတရားရှိလာပြီဆိုလို့ရှိရင်မဖြစ်လေကိုချင်းတရားတွေကောင်းလားကာယေနဓမ္မစရတိကိုရီလျောက်ကောင်းတာတွေလှုပ်လာတယ်မကောင်းတဲ့ဒုစရိုက်တွေကရှောင်းလာတယ်ကောင်းတဲ့အလုပ်တွေလှုပ်လာတယ်ဆိုပါစို့ပါဏာတိပါဒမရှောင်ခြင်းမှုအဒိဏဒါနမရှောင်ခြင်းမှုကာမိတုမိစ္ဆာသာရကရှောင်ခြင်းမှုဆိုတဲ့ဒီရှောင်ခြင်းမှုတွေကိုပြုလုပ်ပြီးတော့လာတယ် ကိုချင်းတိလာနဲ့ပြည့်စုံလာတယ်လို့သူတို့ဆိုနှုတ်နဲ့ပတ်သက်တော့လေထို့အတူပဲမုဒ္ဒဝါဒကရှောင်ကျင်မှုပိတုဏဝါစာရှောင်ကျင်မှုတမ္ပပလာကဖရုဒ္ဒဝါစာကရှောင်ကျင်မှုတမ္ပပလာကရှောင်ကျင်မှုလို့ဆိုရဲရှောင်ကျင်တဲ့ကုသိုလ်ကောင်းမှုတွေကိုယ်တန်တာမှာဖြစ်ပေါ်ပြီးတော့လာစိတ်နဲ့လည်းပဲသူများပစ္စည်းကိုပစ္စည်းလုံလို့တဲ့အဘိဇ္ဇာဆိုတဲ့လောဘဖယ်ရှားနိုင်တယ် လူတူတယောက်သရဝတူတယောက်ကိုသေပါစေပျက်စီးပါစေဆိုတဲ့အမုန်းတရားနဲ့ပျက်စီးမှုကိုလိုလားတဲ့ဒေါသတရားကလည်းရှောင်ကျဉ်နိုင်တယ်မမမကန်တွေးတွေးတဲ့နောင်ဘဝဆိုတာမရှိဘူးအမေဖေရဲ့ကျေးဇူးတရားဆိုတာမရှိဘူးကုလကောင်မှုတွေရဲ့အကျိုးတရားဆိုတာမရှိဘူးဆိုတဲ့မှားရွံ့တဲ့အတွေးတရားတွေဖယ်ရှားပြီးတော့ ကုသကောင်းမှုအကျိုးဆိုတာရှိတယ်တမလွန်ဘွားဆိုတာရှိတယ်မိဘနှစ်ပါးရဲ့အကျိုးကျေးဇူးမိဘနှစ်ပါးဆိုတဲ့ထူးခြားတဲ့ကျေးဇူးရှင်တွေရဲ့ကျေးဇူးတရားဆိုတာရှိတယ်လို့ဟောရလို့ယုံကြည်လက်ခံလာတာဟာစိတ်ဖြင့်ကောင်းတဲ့အလုပ်ကိုလုပ်တာဖြစ်တယ်ပေါ့အဲ့တော့ကာယတုစရိုက်ကိုယ်နဲ့ကောင်းတဲ့အကျင့်ကိုကျင့်တယ်ဝစီတုစရိုက်နှုတ်နဲ့ကောင်းတဲ့အကျင့်ကိုကြည့်တယ် မနောသူစရိုက်စိတ်နဲ့ကောင်းတဲ့အจิตတွေကိုကျင့်နေဖရာတရားတန်ခါပေါ်မှာယုံကြည်မှုကိုအကြောင်းပြုပြီးတော့ကုသိုလ်တရားတွေဖြစ်ပွားလာတယ်လို့ဒီလိုဆိုတာအဲ့ဒီလိုဖြစ်ပွားလာတဲ့အခါဘာဖြစ်လဲဣတိဝါဏံပတံတန္တိပစ္စတိုက်ခေပမောရတိအဲ့ဒီပုဂ္ဂိုလ်မျိုးဟာမတည်ခင်ကာလမှာလည်းပဲကိုယ့်ရဲ့အတိုင်းဝိုင်းပတ်ဝန်းကျင်ကတော်လိုက်တာလို့ချီးမွမ်းခံရလိုက်တယ် လူလောကမှာချီးမွမ်းခံရအောင်လောက်တာမဟုတ်ပဲနဲ့သူ့လောက်ရကိုချီးမွမ်းကြကိုကချီးမွမ်းခံရလို့လောက်တာမဟုတ်ဘူးပရဟိတလုပ်ငန်းတွေလုပ်တယ်ကုသိုလ်ကောင်းမှုတွေလုပ်တယ်ဆိုဟုတ်တယ်လုပ်ငန်းတွေကသူ့ကိုချီးမွမ်းစေတာအဲ့တော့ဒီဘဝမှာလည်းပဲဣဒေဝနံပတ္တတ္တိဒီဘဝမှာလည်းတော်လိုက်တာလို့ခုအရှင်ဩဒမသာရတို့ဒီဘဝမှာလည်း ပရိဒတ်လုပ်ငန်းတွေလုပ်လို့တော်လိုက်တာဆိုချိန်မှန်ကြပစ္စတိုက်ခေပမောတဲ့ဒီဒီဘဝပြည့်စုံသွားလို့နောက်ဘဝရောက်တဲ့အခါမှလည်းပဲကောင်းရတုဂတိမှာဝမ်းမြောက်ဝမ်းသာဖြစ်နေရမှာပဲလို့ဒါမြတ်စွာဘုရားမိန့်ကြားတဲ့စကားပဲပေါ့ဘုရားတရားတန်ခါယရဏသုံးပါးပေါ်မှာယုံကြည်တဲ့တရားတရားအခိုင်အမာရှိလာပြီဆိုရင်ကိုရီလျာကုသိုလ်ကောင်းမှုလုပ်တယ်နှုတ်ကလည်းကုသိုလ်ကောင်းမှုတွေကိုဖြစ်စေတယ်စိတ်ဓာတ်ကလည်းကုသိုလ်ကောင်းမှုတွေကိုဖြစ်စေတယ် ကာယသုစရိုင်ဝစီသုစရိုင်မနောသုစရိုင်လို့ဆိုရဲသုစရိုင်တရားတွေရှင်းသုံးပွားများလို့အများကျိုးပြုတဲ့လုပ်ငန်းတွေလုပ်ကင်လာပြီဆိုလို့ရှိရင်တော့ဣတိဝါနံပတန်တန်တိပစ္ဆတ်တိပမောရတိလို့ဆိုရဲဒီဘဝမှာချီးမွမ်းခံရပြီးနောက်ဘဝမှာကောင်းရတဲ့ကိတိရောက်နိုင်တယ်ဒါကြောင့်မလို့အိုခြင်းတရားနဲ့ယဉ်ဆိုင်ရမယဉ်ဆိုင်ရခင်နာခြင်းတရားနဲ့မယဉ်ဆိုင်ရခင်သိခြင်းတရားနဲ့မယဉ်ဆိုင်ရခင်ကျွတင်ပြီးတော့ကုသိုလ်ကောင်းမှုကိုပြုပါဒီလိုဆိုတာပေါ့နော် အေးဒါကြောင့်မို့ဘုရားမြတ်စွာရဲ့တရားဓမ္မကိုယုံကြည်အားကိုးကြတဲ့ဘုရားဗတာဝင်သူတော်စင်တို့သည်ဒီနေ့အခါမှာသံဝေက တရားဖြစ်ပွားစေပြီးတို့တွေပါလဲအိုခြင်းဆင်းရဲဒါခြင်းဆင်းရဲအသေးခြင်းဆင်းရဲဆိုတာတွေကိုလွန်မြောက်နိုင်စွာမရှိကြဘူးဒါကြောင့်မို့မအိုခင်မနာခင်မသိခင်ကျွတ်တင်ပြီးတော့ကုသိုလ်ကောင်းမှုတွေပဲတို့တွေကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီခံယူချက်ထားပြီးတော့ တံဝေကဖြစ်ပွားကုသိုလ်တရားကိုကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း